နောက်တိုင်းမီဒီယာတွေကတခြားအယုံလွှဲစရာတွေနဲ့အလုံးရှုံနေတဲ့အချိန်မှာတရုတ်နိုင်ငံကတော့တိတ်တဆိတ်ပဲအရှိန်ကုန်ပြေးလွှားနေပါပြီ။သူတို့တည်ဆောက်နေတဲ့နာဂတ်ဟာတိတ်ပန်စိတ်ကူးရင်ရုပ်ရှင်တွေကမြင်ကွင်းတွေအတိုင်းပါပဲ။ကိုယ်တိုင်တွေးခေါ်နိုင်တဲ့ AI စနစ်တွေလူသားတွေနေရာမှာစားထိုးဝင်ရောက်လာတဲ့စက်ပစ္စည်းတွေ algorithm တွေနဲ့လုံးဝထိန်းချုပ်ထားတဲ့မျိုးကြီးတွေဒါပေမဲ့အနောက်တိုင်းမှာတော့ဒီအကြောင်းကိုတိုးတိုးလေးတောင်မကြားရသလောက်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့အခုဖြစ်ပျက်နေတာတွေဟာ smart city တွေဒါမှမဟုတ်ပြန်တန်းနိုင်တဲ့ taxi တွေအကြောင်းနဲ့မဟုတ်ပါဘူး။ တရုတ်နိုင်ငံဟာဓာရီထက်အများကြီးပိုပြီးအစွမ်းထက်တဲ့အရာတစ်ခုကိုတည်ဆောက်နေပါတယ်။အဲ့ဒါကတော့ဆက်ရုပ်စစ်တပ်ပါပဲ။သူတို့ဘာတွေလုပ်နိုင်လဲဆိုတာကိုခမည်းမြင်လိုက်ရတဲ့အခါအနာဂတ်ဆိုတာရောက်လာတော့မှာမဟုတ်ပဲရောက်နေနေပြီဆိုတာကိုသဘောပေါက်သွားပါလိမ့်မယ်။ပြီးတော့တရုတ်နိုင်ငံကအဲ့ဒီအနာဂတ်ကိုဥဆောင်နေပါပြီ။ကဲမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတစ်ခုနဲ့အရင်ဆုံးစလိုက်ကြရအောင်။အရင်တုန်းကအစားအသောက်မှာစားရတယ်ဆိုရင်မိနစ်30ကနေ45မိနစ်လောက်စောင့်ရပြီးရောက်လာတဲ့အခါနှွေးနေပါမလားလို့မျှော်လင့်ရတယ်မဟုတ်လား။ တရုတ်နိုင်ငံကတော့ဒီလိုမဖြစ်စေရတော့ဘူးလို့ပြောလိုက်ပါပြီသူတို့ဟာအစားအသောက်တွေကို15မိနစ်တွင်ပို့ဆောင်ပေးနိုင်တဲ့ drone ကွန်ရက်တစ်ခုလုံးကိုဖန်တီးခဲ့ပါတယ်ကုမ္ပဏီတစ်ခုဟာ drone တွေသုံးပြီးအစားအသောက်ပို့ဆောင်မှုအကျဉ်းရေး3သိန်းကျော်ပြုလုပ်ပြီးပါပြီဒါဟာမြို့လက်တမြို့သားလူဦးရေလောက်ကိုအစားအသောက်လိုက်ပို့ပေးတာနဲ့အတူတူပါပဲ drone တွေကတတ်မှတ်ထားတဲ့လမ်းကြောင်းတိုင်းပြန်တမ်းပြီးပုံးတွေတွေကို parcel တွေချပေးတာကြောင့်ပို့ဆောင်သူတွေကိုထိုင်ဆောင်နေစရာမလိုတော့ပါဘူးဒါပေမဲ့ဂျေးလက်ဒေသတွေမှာဆိုပို့တော်အံ့ဩဖို့ကောင်းပါသေးတယ် JD.com ကုမ္ပဏီ မှာ5ကီလိုဂရမ်ကနေ30ကီလိုဂရမ်ထိတည်ဆောင်နိုင်တဲ့ဒရုန်းတွေရှိပါတယ်။သူတို့ကဒါကိုကောင်းငင်ပေါ်ကပစ်ကက်ကလို့ခေါ်ကြပါတယ်။အရင်ကအမြန်ပို့ဆောင်ရေးဝန်ဆောင်မှုမရခဲ့ဘူးတဲ့ကြွားတွေကိုဒီဒရုန်းတွေကချိတ်ဆက်ပေးနေပါပြီ။ဒါပေမဲ့ဒီထက်ပိုယူလောက်ဆရာကောင်းတဲ့အပိုင်းကလာပါပြီ။သူတို့အလုပ်တွေကိုစက်ရုပ်တွေကိုလှုပ်ခိုင်းနေကြပါပြီ။တရုတ်မှာစင်တသားကလေးတယောက်လောက်အရက်လောက်ရှိတဲ့စက်ရုပ်တရုတ်ရှိတယ်။ဒါပေမဲ့သူကပြီးပြည့်စုံတဲ့ကွန်ဖူကစားကွက်တွေကိုလုပ်ပြနိုင်တယ်။ကျွမ်းကျင်သူတယောက်လိုကနိုင်တယ် လူကြီးအများစုတက်တောင်ပုံမြန်မြန်ပြေးနိုင်ပါတယ်။သူ့နာမည်က Unit 3 G1 ဆက်ရုပ်ပါ။သူကတာမန်ဆက်ရုပ်မဟုတ်ပါဘူး။ G1 ဟာ1.3မီတာ၄ဘေ၄လက်မမြင့်ပြီးဘက်ထရီအပါအဝင်35 kg လေးပါတယ်။သူ့မှာလှုပ်ရှားနိုင်တဲ့အစစ်23ခုပါလာကြောင်းလူသားဆန်ဆန်လှုပ်ရှားနိုင်ပါတယ်။လမ်းလျှောက်ပြေးခုံထိုင်ထလက်ဆွဲနှုတ်ဆက်လက်ပြနှုတ်ဆက်တာတွေအားလုံးကိုမယုံနိုင်တော့တဲ့ဟန်ချက်ညီညီနဲ့တိတိကျကျလုပ်နိုင်ပါတယ်။ G1 ဟာပစ္စည်းတွေတဲတာပလင်းတွေဖွင့်တာ ဒါမှမဟုတ်ခမားအခန့်ကိုတန်ရှင်းရေးလုပ်တာလိုမျိုးနေ့စဉ်အလုပ်တွေကိုကူညီပေးနိုင်ပါတယ်ခမားပြင်းနေတဲ့အခါသူကကွန်ဖူးကစားကွက်တွေဒုတ်တိုင်းကွက်တွေဒါမှမဟုတ်ခမားတင်ပေးထားတဲ့ဘလို့အကမျိုးကုန်မစူကပြနိုင်ပါတယ်ခဏလေးဒါရင်မပြီးသေးပါဘူးသူတို့က go to လို့ခေါ်တဲ့ဆက်ရုပ်ခွဲတွေကိုလည်းလုပ်ထားပါသေးတယ်ဒါတွေကချစ်စရာအိမ်ဝေးတရိတ်ဆန်ဆက်ရုပ်လေးတွေမဟုတ်ပါဘူးဒါတွေဟာတကယ်အလုပ်လုပ်တဲ့ခွေတွေပါ15 kg ပဲလေးပေမဲ့တစ်စက္ကန့်ကို1.5မီတာနှုန်းနဲ့ပြေးနိုင်ပါတယ် ဒါပေမဲ့သူတို့ကိုတကယ်အမခန်းဖြစ်စေတဲ့အချက်ကဒါပါပဲသူတို့ဟာဇောက်ထိုးလမ်းလျှောက်နိုင်တယ်နောက်ပြန်ပြကွင်းထိုးရှေ့ပြန်ပြကွင်းထိုးဘေးဆောင်ကွင်းထိုးတွေလုံနိုင်ပြီးအတားအဆီးတွေကိုကြော်တက်နေရင် ကိုကိုလှိမ့်ပြီးတောင်တက်နိုင်ပါတယ်ဒီဆက်ရုပ်ခွေးတွေဟာ GPT နီးပညာကြောင့်အတန်နဲ့ပြတဲ့အမိန့်တွေကိုနားလေတယ်လက်ဆွဲနှုတ်ဆက်တယ်အကြောဆန့်တယ်ကခုံတယ်ဓာတ်ပုံအောင်ရိုက်ပေးနိုင်ပါသေးတယ်ကြောက်စရာအကောင်းဆုံးကတော့ဟန်ကျိုးမြို့မှာကျင်းပခဲ့တဲ့19ချိန်မြောက်အာရှအားကစားပွဲတော်မှာ ဆက်ရုပ်ခွဲတွေဟာကွင်းထဲမှာတံပြားပြစ်လှန်တံပြစ်ပစ္စည်းတွေကိုတယ်ပို့ပေးတဲ့အလုပ်ကိုလုပ်နေကြပါပြီ။ပရိသတ်တွေကလည်းအရန်ကိုသဘောကျကြခဲ့ကြပါတယ်။သူတို့ကိုအခုဆိုရင်ကမ္ဘာတစ်ခွန်းကရဲတပ်ဖွဲ့တွေနဲ့စစ်တပ်တွေမှတော့စတင်အသုံးပြုနေကြပါပြီ။ X Robot ဆိုတဲ့ကုမ္ပဏီတစ်ခုကလူသားတွေနဲ့တပုံစံနဲ့တူတဲ့ဆက်ရုပ်တွေကိုတည်ဆောက်နေပါတယ်။ကျွန်တော်ပြောနေတာတကယ်လူသားရည်လိုမျိုးပြီးပြည့်စုံတဲ့သွားတွေခမားလိုပဲမျက်တောင်ခတ်တတ်တဲ့မျက်လုံးတွေပါတဲ့ဆက်ရုပ်တွေအကြောင်းပါ။ဒီဆက်ရုပ်တွေဟာသူတို့ရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ကို နီလန်ပေါင်း140နဲ့လှုပ်ရှားနိုင်ပါတယ်။ဒါဟာလူသားအများစုထက်တောင်ပိုများနေပါသေးတယ်။တရုတ်ကိုဒေါ်လာ2,800လောက်ကြာပြီးတရုတ်တည်ဆောက်ဖို့အတွက်တစ်လလုံးအချိန်ယူရပါတယ်။ဘာလို့လဲဆိုတော့သေးငယ်တဲ့အသေးစိတ်အစိတ်ပိုင်းတိုင်းအရေးပြားပေါ်ကချွေးပေါက်လေးတွေအထိပြီးပြည့်စုံအောင်လုပ်နေရလို့ပါပဲ။ဒီဆိုင်ရုပ်တွေဟာတရုတ်နိုင်ငံတော်ဝန်ကသိပ်ပံပြတိုက်တွေ၊ဟိုတယ်တွေ၊ကျောင်းတွေအစိုးရရုံးတွေမှာအလုပ်ဝင်နေကြပါပြီ။ကုမ္ပဏီဟာနိုင်ငံတွင်းပထမဆုံးဆက်ရုပ်ပြတိုက်ကိုဖွင့်လှစ်ခဲ့ပြီး အဲ့ဒီမှာတမိုင်းဝင်ပုံကိုယ်ရဲ့ဆက်ရုပ်ပုံစံတူတွေနဲ့တွားရောက်တွေ့ဆုံနိုင်ပါတယ်။ဒါအပြင်တရုတ်ဆေးရုံတွေမှာဆေးဝါးအလိုလျောက်ပို့ဆောင်ရေးဆက်ရုပ်တွေဖြန့်ကျက်ထားပါပြီ။သူတို့ကဆေးတိုင်ကနေဆေးတွေကိုယူပြီးလူနာရီရဲ့အဆောင်တွေကိုနိုင်နဲ့ချီမဟုတ်ပဲမိနစ်ပိုင်းတွင်တိုက်ရိုက်ပို့ဆောင်ပေးပါတယ်။ဒါကြောင့်အလုပ်ပြီးနေတဲ့သူနာပြုတွေကိုထိုင်ဆောင်စရာမလိုတော့ပါဘူး။အသက်အန္တရာယ်ရှိနိုင်တဲ့ဆေးမားပို့တာဆေးပို့နောက်ကြတာတွေမရှိတော့ပါဘူး။ဒီဆက်ရုပ်တွေကဘယ်ဆေးကဘယ်လူနာအတွက်လဲအတိအကျသိပြီးရှုပ်ထွေးတဲ့ဆေးရုံကျမ်းမြေတွေပေါ်မှာအလိုလျောက်သွာလာနိုင်ပါတယ် ဒီမှာခမားကိုလုံးဝအံ့အားတင့်သွားစေမယ့်အချက်တစ်ခုလာပါပြီတရုတ်ဆရာဝန်တွေဟာအခုဆိုရင်ကီလိုမီတာ8000မိုင်9000နီးပါးအကွာအဝေးမှာရှိတဲ့လူနာတွေကိုခွဲစိတ်မှုတွေပြုလုပ်နေကြပါပြီရှင်ကျန်းမှာဆရာဝန်တွေကမိုင်ထောင်ချီဝေးတဲ့တခြားမြို့တွေမှာထိုင်နေရင်းနဲ့ဆက်ရုပ်စနစ်တွေတုံးပြီးလူနာတွေကိုခွဲစိတ်ခဲ့ကြပါတယ်တရုတ်ဟာကမ္ဘာပထမဆုံး AI စေယုံကြီးကိုလည်းတည်ဆောက်ခဲ့ပြီးပါပြီအဲ့ဒီမှာဆက်ရုပ်ဆရာဝန်14ယောက်နဲ့ဆက်ရုပ်သူနာပြု4ယောက်ရှိပါတယ်ဒီဆက်ရုပ်ဆရာဝန်တွေဟာတရက်ထဲမှာလူနာ3000ကိုကုသပေးနိုင်ပါတယ် ပြီးတော့သူတို့ရဲ့ကုသမှုဟာ63ရာခိုင်နှုန်းတိကျမှန်ကန်ပါတယ်။ဒါဟာလူသားဆရာဝန်အတော်များများထက်ပိုကောင်းနေပါတယ်။ဒီနှစ်တစ်နှစ်တည်းမှာတရုတ်နိုင်ငံမှာထုတ်လုပ်လိုက်တဲ့ကားသစ်အစီးရေ15သန်းဟာကိုယ်တိုင်မောင်းနေနိုင်တဲ့ AI တွေပါဝင်လာမှာဖြစ်ပါတယ်။ဆိုလိုတာကကားသစ်3သီးမှာနှစ်စီးဟာလူသားတယောက်မှာ steering ကိုကိုင်ရမလို့ပဲမောင်းနေနိုင်တော့မှာပါ။ဒါပေမဲ့ကမ္ဘာပထမဆုံးတကယ် AI ပါတဲ့ကား GUA01 အကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်။ဒါဟာကိုယ်တိုင်မောင်းနေနိုင်ုံနဲ့မဟုတ်ပါဘူး။ ဒီကားဟာခမားနယ်စကားပြောနိုင်ပြီးတကယ်တွေးခေါ်နိုင်စွမ်းရှိပါတယ်။ GWA01 မှာစင်မိုးလို့ခေါ်တဲ့ AI လက်ထောက်တယောက်ပါပါတယ်။ခမားကသူ့ကိုတငယ်ချင်းတယောက်လို့စကားပြောလို့ရတယ်။ကားအပြင်မှာရပ်နေရင်လည်းစင်မိုးကြီးငါ့ကိုလာကြိုးလို့ပြောလိုက်တာနဲ့သူက2ကီလိုမီတာအကွာဝေးကနေခမားရှိရာကိုသူ့ဘာသာသူမောင်းလာပေးပါလိမ့်မယ်။ GWA01 ကားမှာ Nvidia Orange chips ပြားနှစ်ခု508 tops trillion operation per second ရှိတဲ့ AI တွက်ချက်မှုစွမ်းအား HD camera စက်တလုံး ် ultrasonic ion gun ကြိယာစနစ်ခု ပြီးတော့ radar စနစ်၅ခုတပ်ဆင်ထားပါတယ်။ဒါဟာစစ်ဘက်သုံး drone တစ်စီးမှာပါလာထက်တောင် ion gun ကြိယာပုံများနေပါသေးတယ်။သူ့ဘက်သာသူ parking ထိုးနိုင်တယ်၊ရင်ကြောပြောင်းနိုင်တယ်၊အတားအဆီးတွေကိုရှောင်နိုင်တယ်၊မီးပွိုင်တွေကိုမှတ်နိုင်တယ်။နောက်ပြီးရှုပ်ထွေးတဲ့မျိုးရင်းရင်ကြောတွေထဲမှာတော့သွာလာနိုင်ပါတယ်။ BYD ရဲ့ Yan 1 U8 ကားအကြောင်းကြားဘူးလားတော့မသိဘူး။အဲဒီကားကတင်ကားလို360ဒီဂရီလှည့်နိုင်ပါတယ်။ဆိုလိုတာကရှေ့တိုးနောက်ဆုံးမလုပ်ဘဲရက်နေတဲ့နေရာမှာရင် ဂျင်းလို360ဒီဂရီတပတ်လဲပြနိုင်ပါတယ်။ကားရဲ့တီးကြလွတ်လပ်တဲ့မော်တာလေးလုံးကဘိန်းတစ်ခုချင်းစီကိုဆန့်ကျင်ဘက်လဲပတ်စေပြီးဒီလိုလဲနိုင်အောင်လုပ်ပေးတာပါ။ဒါတွေမကသေးဘူး။ဘိန်းလေးဘက်လုံးကိုဥတီယာတစ်ခုတည်းရွှေ့ပြီးပါကင်ထိုးတဲ့နေရာတွေကိုဘေးတိုက်ဝင်သွားနိုင်ပါသေးတယ်။ရန်ဝမ် U8 ဆက်ဆက်ပါ။ငါးပေနီးပါးနဲ့တဲ့ရေထဲကိုမောင်းဝင်နိုင်ပြီးလှေတစည်းလိုဘောလုံးပေါ်နိုင်ပါတယ်။သူရဲ့ဘိန်းတွေကိုရေထဲမှာတနအီ3ကီလိုမီတာနှုန်းနဲ့ရွေ့ရှားနိုင်ပါတယ်။စဉ်းစားကြည့်ပါ ရေထွားမှုတစ်ခုဖြစ်လာတဲ့အခါခမားဟာပိတ်မိမနေတော့ပဲကိုကားကိုရေထဲမောင်းချပြီးလုံခြုံတဲ့နေရာကိုလှေတစည်းလိုမောင်းထွက်သွားနိုင်ပါတယ်။ရေပေါ်မှာမိနစ်30လုံးလုံးဘောလုံးပေါ်နေနိုင်ပါတယ်။ဒါဟာအနာဂတ်စိတ်ကူးရင်ကားမဟုတ်ပါဘူး။ခမားအခုချက်ချင်းဝယ်လို့ရနေတဲ့ကားပါ။ IM model L6 ကားဆိုရင်ပါကင်ထိုးတဲ့နေရာတွေထဲကိုကနေသလိုဘေးတိုက်ရှော့တိုက်ဝင်သွားနိုင်ပါတယ်။သူ့ရဲ့ဘိန်းလေးဘက်လုံးထိန်းချုပ်စနစ်နဲ့လွတ်လပ်တဲ့လျှက်စက်မော်တာတွေကြောင့်ပါကင်ထိုးဖို့နေရာလိုအပ်ချက်ကို၁၁ရာခိုင်နှုန်းလောက်ရှော့ချပေးနိုင်ပြီး ကွေးဖို့လိုအပ်တဲ့စဝိုင်းဟာ4.99မီတာပဲရှိပါတယ်။ဒါဟာတာမန်ကားတွေရဲ့တဝက်လောက်ပဲရှိတာပါ။ဒီထက်ပိုအန်ဩစရာကောင်းတာက BYD Z9 GT ကားပါ။သူကကြက်တဲတဲ့ပါကင်နေရာတွေကို power slide နဲ့အချိန်ပြင်းပြင်း short တိုက်ပြီးဝင်နိုင်ပါတယ်။ကားကသူ့ရဲ့လျှက်စစ်မော်တာတွေကိုသုံးပြီးရှေ့ဘင်းတွေကဝင်ရိုးလုံနေချိန်မှာနောက်ဘင်းတွေကိုဆန့်ကျင်ဘက်လေပတ်စီတယ်။ဒါကြောင့်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့နေရာတွေကိုဘေးတိုက် short ဝင်သွားနိုင်တာပါ။ ဒါကိုအထင်ကြီးသွားပြီဆိုရင် BYD ကနောက်ထပ်ဘာဆက်တီးဆောက်ခဲ့တယ်လဲဆိုတော့စောင့်ကြည့်ပါဦး။သူတို့ရဲ့ Unite Extreme Super ကားဟာတနာ yı ကီလိုမီတာ300ကနေ100ကို1.36စက္ကန့်နဲ့ရောက်အောင် မောင်းနိုင်ပါတယ်။သူဟာကမ္ဘာအမြန်ဆုံးဆိုတဲ့စံချိန်အားလုံးကိုချိုးဖြတ်ပြီးတနာ yı 496.12ကီလိုမီတာနှုန်းထိရောက်ရှိခဲ့ပါတယ်။အဲ့ဒါဟာတရုတ်သမိုင်းမှာအမြန်ဆုံးကားဖြစ်လာရုံနဲ့မကဘူး။ကမ္ဘာပေါ်မှာအမြန်ဆုံးထုတ်လုပ်ရောင်းချတဲ့ကားလည်းဖြစ်ပါတယ်။ ဒါပေမဲ့အားလုံးကိုအကြီးအကျယ်တုံ့နှုတ်သွားစေတဲ့အပိုင်းကလာပါပြီ BYD Yuan Jangwan Yunai ဟာတကယ်ကနိုင်ပါတယ်ဟုတ်ပါတယ်ခမားကြားတာမမှားပါဘူးဒေါ်လာ2,3600နဲ့စူပါကားဟာ Dyseck ဆိုတဲ့စနစ်တစ်ခုသုံးပြီးကားကို85မီလီမီတာ၃လက်မနီးပါးအမြင့်ထိခုန်တက်စေနိုင်တယ်အတားအဆီးတွေကိုကြော်ခွာနိုင်တယ်တချင်းဒီလုံးနေနဲ့ထပ်တူကြအောင်လှုပ်ရှားမှုတွေလုပ်နိုင်ပါတယ်မြင်းကောင်ရေး1,289ကောင်အားရှိတဲ့စူပါကားတစ်စီး တချင်းနဲ့အညီကခုန်နေတာကိုတကယ်ထိုင်ကြည့်လို့ရပါတယ်။ဒါဟာအရင်ကတီဆောက်ခဲ့ဘူးသမျှကားတွေအလုံးထပ်ပိုအစွမ်းထက်ပါတယ်။ Lamborghini, Ferrari တို့ထက်ပိုမြန်ပြီးဒေါ်လာ2သန်းတန် Remax Nava ထက်တောင်ပိုမြန်ပါပါ။ဒါပေမဲ့တခြားကားကုမ္ပဏီတွေတက်ကြောက်စရာကောင်းတဲ့အချက်ကဒါပါပဲ။ BYD ဟာကမ္ဘာပေါ်မှာစွမ်းရင်တစ်သုံးရင် NEV အစီးရေ10သန်းပြည့်အောင်ပထမဆုံးထုတ်လုပ်နိုင်ခဲ့တဲ့ကုမ္ပဏီဖြစ်လာပါပြီ။ပြီးတော့သူတို့ကဒီလိုကတတ်တဲ့စူပါကားတွေကိုဒေါ်လာ2သိန်း3600နဲ့ရောင်းချနေတဲ့အချိန်မှာ Ferrari တစ်စီးကဒေါ်လာ9သိန်းကျော်ဈေးရှိနေပါတယ်။ဒီမှာအန်ဩစရာအချက်တခုရှိပါသေးတယ်။တရုတ်လူမျိုး85ရာခိုင်နှုန်းဟာဆက်ရုပ်တရုတ်ကသူတို့ကိုမောင်းပို့ပြီးတာကိုလုံးဝလက်ခံနေကြပါပြီ။အမေရိကန်မှာတော့39ရာခိုင်နှုန်းသောလူတွေပဲဒီလိုခံစားကြပါတယ်။တရုတ်နိုင်ငံဟာအနာဂတ်စီကိုအပြေးလွှားသွားနေချိန်မှာတခြားနိုင်ငံတွေကစမ်းသပ်ကြည့်ဖို့တောင်ကြောက်နေကြတော့မှာ။သူတို့ဟာမြို့ကြီးစကုံးမြို့မှာကိုယ်တိုင်မောင်းတက်စီတွေကိုစမ်းသပ်နေပါပြီ။ကီလိုမီတာ3200ရှိတဲ့အထူးလမ်းမတွေပေါ်မှာစမ်းသပ်ရင်အစီ16000နေပါ။ ဒါဟာကဘာကြီးတပတ်ပတ်မောင်းနာထက်တောင်ပိုရှည်လျားတဲ့လမ်းရှိကြီးကျန်နေပါသေးတယ်။ AI ကားတွေကကဘာကြီးကိုနောက်တစ်ဆင့်တက်လှမ်းစေခဲ့ပါပြီ။ဒါပေမဲ့အားသွင်းတဲ့ကိစ္စပြောရအောင်။အားသွင်းဖို့နိုင်ပေါင်းများစွာကြားတယ်မဟုတ်လား။ BYD ကအဲ့ဒီပြဿနာကိုထာဝရဖြေရှင်းလိုက်ပြန်ပါပြီ။သူတို့ရဲ့ဘက်ထရီအသစ်တွေဟာ9မိနစ်အားသွင်းရုံနဲ့ကီလိုမီတာ400အထိမောင်းနေနိုင်အောင်အမြန်အားသွင်းနိုင်ပါတယ်။ဒါဟာခမားအင်တာတခဏဝင်ချိန်လောက်လေးအားသွင်းပြီးမြို့တစ်မြို့ကနေနောက်တစ်မြို့ကိုမောင်းသွားနိုင်တာနဲ့အတူတူပါပဲ။ သူတို့ကဒါကို1 megawatt charging system လို့ခေါ်ပါတယ်ခမားဖုန်းအားသွင်းတာထက်အဆတထောင်ပိုအားပြင်းပါတယ်တရုတ်နိုင်ငံဟာမြေကြီးနဲ့တောင်မထိတဲ့ယထားတွေကိုတိဆောက်ခဲ့ပါတယ်တန်လိုက်စက်ကွင်းအားနဲ့ပြန်ဝဲနေတဲ့ယထားတွေပါဒီယထားတွေဟာမကြသေးခင်ကပဲ9စက္ကန့်တွင်မှတနာယီမိုင်၄၀၄မိုင်နှုန်းအထိရောက်ရှိခဲ့ပါတယ်ဒါဟာလင်းရင်မြန်တွေပြေးလန်းပေါ်ကနေစတက်တဲ့အချိန်ထက်တောင်ပိုမြန်ပါတယ်စမ်းသပ်မှုတစ်ခုမှာဆိုရင်ယထားလက်စီးကတနာယီမိုင်620ကျော်နှုန်းအထိရောက်ရှိရောက်ရှိခဲ့ပါတယ် ဒါဟာကောင်းကင်မှာပြန်တန်းနေတဲ့ခရီးသည်တင်လေယာဉ်တွေထက်ပိုမြန်နေပါပြီ။ဒီလောက်မြန်တဲ့ရထားတွေနဲ့ဆိုရင်ဘေကျင်းကနေရန်ရှန်ဟိုင်းကို9နာရီခွဲသွားရမယ့်အစား2နာရီခွဲနဲ့ရောက်သွားနိုင်ပါတယ်။ကဲတနာရီ620မိုင်နှုန်းနဲ့ပြန်ဝဲနေတဲ့ရထားတွေကအမကန်းဖြစ်စရာလို့ထင်နေရင်ခမားကိုတကယ်တုံ့လှုပ်သွားစီမယ့်အကြောင်းလာပါပြီ။တရုတ်ဟာအနာဂတ်နည်းပညာတွေကိုပဲတည်ဆောက်နေတာမဟုတ်ပါဘူး။သူတို့ဟာအနာဂတ်ရဲ့အသိဉာဏ်ဖွံ့ဖြိုးမှုတွေကိုပါတည်ဆောက်နေပါတယ်။ကျွန်တော်တို့ကလေးတွေကိုအခြေခံသင်ကြားတွေသင်ပေးနေချိန်မှာ တရုတ်ကသူတို့ကလေးတွေကို AI ကျွမ်းကျင်သူတွေဖြစ်အောင် လေ့ကျင့်ပေးနေပါပြီ။ဒီနှစ်ကစပြီးပေကျင်းမြို့ကအသက်6နှစ်ရွယ်ကလေးတိုင်းဟာတကြောင်မှာတစ်နှစ်မှာအနည်းဆုံး၈နာရီကြာ AI ဘာသာရပ်ကိုမသင်မနေရသင်ကြားရတော့မှာပါ။ဒါဟာတန်ပေါင်းများတော်သောကလေးတွေကိုအပေါင်းနှုတ်မြောက်စားတွေမသင်ခင်မှာတော့ AI ကိုဘယ်လိုသုံးရမလဲဆိုတာသင်ယူနေကြပြီဆိုတဲ့အထိပ်ပဲပါပဲ။တရုတ်နိုင်ငံဟာပုံမှန်အဆင့်မြင့်တဲ့ AI သင်ယူတွေကိုစမ်းသပ်ဖို့ကျောင်းပေါင်း184ကျောင်းကိုရွေးချယ်ထားပါတယ်။ ဒီကလေးတွေကြီးလာတဲ့အခါသူတို့ဟာအခုချိန်မှမရှိသေးတဲ့ဤပညာတွေကိုထိမ့်ချုပ်နေကြမှာပါ။တရုတ်နိုင်ငံ AI မသုံးသေးတဲ့နယ်ပယ်ဆိုတာလုံးဝမရှိတော့တော့ပါပဲ။ဒဲရာရှိတွေတောင် AI စွမ်းရင်သုံးစမတ်အုပ်ထုပ်တွေစောင်းလာကြတယ်။လူကုန်ကြီးတွေကိုစကန်ဖတ်ပြီးအလိုရှိရာသွက်သားတွေကိုချက်ချင်းခွဲခြားသိရှိနိုင်ပါတယ်။ဒီဤပညာဟာမယုံနိုင်လောက်အောင်စွမ်းထက်ပြီးတရုတ်နိုင်ငံက AI နဲ့ရှေ့ကိုအရှိန်ပြင်းပြင်းသွားနေချိန်မှာကြံတဲ့ကဘာကြီးကတော့လိုက်မိဖို့ရုန်းကန်နေရတော့မှာပဲ။ကျွန်တော်တို့ online ကနေငွေပေးချေတဲ့အခါကတ်တွေကိုစကန်ဖတ်တယ် ဒါမှမဟုတ်ဖုန်းတွေကိုတုံးကြပါတယ်တရုတ်ကတော့နောက်တစ်ဆင့်အောင်ရောက်သွားပါပြီအဲ့ဒီမှာကတ်မလို့ဖုန်းတောင်မလို့ပဲငွေပေးချေလို့ရနေပါပြီသူတို့ကလက်ဖွားနဲ့လုပ်နေတာပါဒါဟာညှက်လဲပြတာမဟုတ်ပါဘူးတကယ်လက်တွေပါတရုတ်နိုင်ငံကတန်းနဲ့ချီတဲ့လူတွေဟာသူတို့ရဲ့လက်ကိုပြလိုက်ရုံနဲ့ပစ္စည်းတွေဝယ်ယူငွေရှင်းနေကြပါပြီလက်ဖွားနဲ့ငွေချေတဲ့စနစ်ဟာခမည်းရဲ့လက်ဖွားတွေကအရေးအကြောင်းတွေနဲ့သွေးကြောတွေကိုစကန်ဖတ်တာပါဒါဟာလက်ဝယ်ရာတွေထပ်ပိုလုံးကြုံပြီးပတ်စံအိတ်နှိုက်နေရတာထပ်ပိုမြန်ပါတယ် စတိုးတိုင်ပေါင်း1500ကျော်ကဒီစနစ်ကိုသုံးနေပြီးမှောင်းရည်မှုနှုန်းကအကျဉ်းတန်းမှာတစ်ကျဉ်းအောက်ပဲရှိပါတယ်တက္ကသိုလ်ကအကြောင်းသားတွေသုံးတယ်ယထာစီခီးသွားတွေသုံးတယ်မကြခင်မှာလူတွေဟာဘာတစ်ခုခုဝယ်ဖို့မှငွေသားကက်ဒါမှမဟုတ်ဖုန်းတောင်လိုတော့မှမဟုတ်ပါဘူးတရုတ်ဟာစိုက်ပျိုးရေးမှာလည်းစမတ်နည်းပညာတွေကိုသုံးနေပါတယ် DJI Agrax T100 ဟာကီလို104ချိန်ရှိတဲ့မျိုးစေ့ဒါမှမဟုတ်ပိုးသက်စေးတွေကိုတည်ဆောင်နိုင်တဲ့အစွမ်းထက်လေယာဉ်သုံး drone ကြီးပါ သူကတီးနှံတွေကိုအလိုလျောက်ဖျန်းပေးတယ်။ညဘက်မှာအလုပ်လုပ်နိုင်တယ်။စမတ်အာယုန်ခံကရိယာတွေကိုသုံးပြီးအတားဆီးတွေကိုရှောင်တိန်နိုင်ပါတယ်။ဒီ drone ဟာမျိုးစေ့တွေကိုအလုံးလှင်းမြန်သွားကျဲပတ်နိုင်ပြီးလဲသမားတွေကိုပုံမိုထိရောက်စွာအလုပ်လုပ်နိုင်အောင်ကူညီပေးပါတယ်။နောက်ထပ်အံ့ဩစရာဆက်တစ်ခုကတော့လက်တရာ၈ချောင်းပါဝါကုန်းပင်ထိညာဆက်ရုပ်ပါ။ဒီဆက်ရုပ်မှာအစင်းမြင့်အာယုန်ခံကရိယာတွေနဲ့ကင်မရာတွေပါပါတယ်။ဒါကြောင့်သူကတိကျသွားမြင်နိုင်ပြီးအလုပ်လုပ်နိုင်ပါတယ်။ဒီနေ့ကိုဝါကုန်းကင်း က်တာ26ကနေ40အထိ64ဧကကနေ69ဧကမှာရှိတဲ့ဝါခုံးကုန်တန်တွေကိုညှက်ပေးနိုင်ပါတယ်။ဒီဆက်ရောက်ဟာလူသားလူသမားတွေထက်အစ120ပိုမြန်မြန်အလုပ်လုပ်နိုင်ပါတယ်။ GPS ထိဆက်ထားတဲ့ကောက်ဆိုင်ဆက်လည်းရှိပါသေးတယ်။ဒါကတနေ့ကို6ဟက်တာကနေ9ဟက်တာ15ဧကကနေ18ဧကအထိ ကောက်ဆိုင်ပေးနိုင်တဲ့အလို့လျောက်ဆက်ပါ။ဒီစမတ်ဆက်ကြီးဟာလူအယောက်80ကနေ100အထိရဲ့အလုပ်ကိုလှုပ်ဆောင်နိုင်ပြီးလယ်သမားတွေအတွက်အလုပ်သမားကအများကြီးတတ်တာစီပါတယ်။ ဒီစမတ်လေယာသုံးဆက်ပစ္စည်းတွေဟာတရုတ်နိုင်ငံကအစားအစာတွေကိုပိုကောင်းကောင်းပုံမြန်မြန်စိုက်ပျိုးထုတ်လုပ်ဖို့ AI ကိုဘယ်လိုအသုံးပြုနေလဲဆိုတာကိုပြသနေပါတယ်။ဒါဟာအဆုံးသတ်မဟုတ်သေးပါဘူး။ဒါဟာအစပဲရှိပါသေးတယ်။ဒီနီးပညာတွေတစ်ခုချင်းဒီတိုင်းဟာပိုကောင်းလာမယ်ပုံမြန်လာမယ်ပိုပြီးဈေးပေါ်လာတော့မှာပါ။ဒါပေမဲ့မေကွန်ကတော့ဒီနီးပညာတွေဟာတခြားနိုင်ငံတွေကိုဘယ်အချိန်မှာပြန့်နှံ့လာပါမလဲ။ပြီးတော့ကင်မရာတွေကလူတိုင်းအကြောင်းအရာအားလုံးကိုသိနေတဲ့ကဘာကြီးတစ်ခုအတွက် ကျွန်တော်တို့တွေဘလောက်အထိလုံခြုံမှုရှိနိုင်မလဲဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ